အားလုံးပဲမင်္ဂလာပါရှင်အာစီတုတဆောင်ရသဆောင် channel မှာကြိုဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆီယမိုင်းကြီး channel ကျော်မမလေးရဲ့သွေးဝတ္ထုအခန်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲလိုက်ပါနာဆင်ခင်စားပေးကြပါအောင်ရှင်အခန်းရှင်နိုင်ငံသားဘာသာသင်သိပ္ပံကျောင်းကျင်း၌နိုင်ငံအသီးသီးခွဲ၍ထားသောစာသင်ခန်းများအပြင်ကျောင်းအဆောက်အအုံဤအနောက်ဘက်၌ မြခင်ကွက်လက်ချားလျက်ပထမနှင့်ဒုတိယနှင့်အတန်းခွဲတင်သေးသော တထက်တိုက်ပုစာသင်ခန်းအဆောက်အအုံများလည်းအစီအရေးရှိကြသည်ဂျူမီဆန်သည်ကြောင်းလွတ်၍ဂျပန်စာပြသောဂျပန်ပထမနှင့်စာသင်ခန်းတိုက်ကလေးမှထွက်လာခဲ့သည်ခေတ္တအားလက်ချိန်နားခိုင်နိုင်ငံအသီးသီးဘာသာရပ်များကိုတင် जा ပို့ချပေးသောနိုင်ငံခြားပါမောက်ခများကတိကဆရာဆရာမများအနားယူ၍လက်ဖက်ရည်တောက်ကြသောခမ်းမကြီးတဲ့သူဝင်လာသည် ဇဝဲထိုင်နိုင်လက်ပည်ထိုင်းတောင်းနေသောဆီယမ်မမက်ခင်ဝင်းမူကယူမိစံအနာသို့ထလာသည်သူ့လက်မှာဆွက်ကူအိတ်ကိုကမ်းပေးလိုက်သည်နောက်ထပ်ငွေလိုသေးသလားမက်ခင်ဝင်းမူအများရှိ၌ဖြစ်၍ယူမိစံကဂျပန်စကားဖြင့်မေးသည် မေးရင်းစာအိတ်ကလေးကိုဟာကြည့်လိုက်သည်စာအိတ်ထဲ၌စကားဝါရောင် အသွေးချင်းယင်မန္တလေးချိတ်ကို တွေ့ရ၍လှလိုက်တာဟုဆိုလိုက်သည်မင်းမလိုပါဘူးဆီယမ်မ85ကျပ်ပေးပေးခဲ့ရပါတယ် ဘာလို့ဖို့လဲဆရာမဂျပန်ကိုလက်ဆောင်ဖို့မလို့လားရှုမိဆန်ကပြုံး၍ဟုတ်ဖို့ပါဟုပြောသည်မခင်ဝင်းမှုသည်မျက်လုံးများတောက်ပသွားလျက်ဝမ်းမြောက်ဟန်ဖြင့်လှိုင်းလိုက်လဲလဲပြန်ပြောလိုက်သည်ဆရာမမြန်မာလိုဖို့မလို့လားဆရာမဝတ်ရင်သိကြည်ကောင်းပါပဲကြည့်ရှင်လိုက်တာဆရာမရဲ့အကြောင်းကိုလည်းတစ်ခါတလေဝတ်လာပါရှုမိဆန်ကပြုံး၍ခေါင်းငိမ့်လိုက်သည် မြန်မာအဝတ်အစားဝတ်လျင်မြန်မာလူမျိုးနှစ်သက်သက်ကြောင်းယူမီဆန်သိရှိသွားသည်တအူးနှင့်တအူးပို၍ရင်းနှီးစေမည်သွေးနှီးစေမည်ဆက်ဆံမှုလည်းလွယ်ကူနိုင်စေမည်ဟုယုံကြည်မိလေသည်ယူမီဆန်မှာလာမည့်စနေနေ့ကိုစောင့်ကြိုလျက်နေရ၏မောင်မောင်တို့အိမ်မှပြန်လာပြီးတပတ်လုံးလုံးမသွားဘဲနေလိုက်သေးသည်ဤအတွင်ဦးသက်လျင်ကျောင်းသို့တယ်လီဖုန်းဆက်ဖြစ်သည်မောင်မောင်တရင်ကို မေးမြန်းကြည့်သည်တနင်္ဂနွေနေ့ကဦးသက်လျင်အိမ်၌ရှိကြောင်း ဥတက်လွင်ထမ်းမှသိရှိရသည်ဂျူမီဆန်သည် သူ့အားလင်၍လွတ်လိုက်သောမောင်မောင်ကိုလူဆိုးကလေးပဲဟုစိတ်ထဲတနှုံနှုံဖြစ်နေသည်မောင်မောင်ဤရိုင်းပြမှုကိုခွင့်လွတ်ရန်ဥတက်လွင်ကတယ်လီဖုန်းမှတောင်းပန်သည်မောင်မောင်ဤအပြုအမူများသည်ဂျိုင်းပြလွန်၍ခွင့်လွတ်နိုင်စရာမရှိတော့လေသွေးသားစိတ်ကခွင့်လွတ်နိုင်ခြင်းရှိသည်ကိုဂျူမီဆန်တွေ့ရှိရသည်ဂျူမီဆန်သည်ဤကိစ္စကိုဘယ်လိုမှစိတ်ထဲ၌အမှတ်မထားဘဲ မောင်မောင်တနေ့သူ့မြေတာကိုတိလာရမည်ဟုစိတ်ထက်သန်ယုံကြည်ထားသည်ဆီယမမခင်ဝင်မှုဘေးတော်သောမန္တလေးချိတ်လုံကြီးထုတ်ကိုသူချင်းတော်ငလေးတဲ့ထဲလိုက်သည်လုံကြီးကိုဖြန့်လျက်သူ့ကိုယ်၌ကက်ကြည့်ခြင်းလာတော်လဲအိမ်သို့မပြန်နိုင်သေးပေစာသင်ရန်တချိန်ပြန်ရှိနေသေး၍ကျောင်းအပေါ်ထပ်သို့တက်လာခဲ့သည်ဂျပန်သင်တန်းတက်နေသောပထမနှစ်ကျောင်းသူကျောင်းသားများကိုဘာသာစကားလေ့ကျင့်ရေးအခန်းကြီးထဲ၌သင်ကြားရန်အချိန်မှန်းကြံသေးသည် ဘာသာစကားလေ့ကျင့်ရေးခန်းမဆောင်မှာကြောင်သား340ခန်းဆန်သော recorder စကန်ကြီးဖြစ်သည်ဤ recorder စကန်ကြီးတွင် ပြင်သစ်ဂျာမန်ဂျပန်ရုရှားတရုတ်အင်္ဂလိပ်တို့၏ဘာသာစကားများနှင့်စာပေကိုအသံထွက်မှန်ကန်အောင်လေ့ကျင့်သင်ကြားပေးသောစကန်ဖြစ်သည်လွတ်လပ်သောနိုင်ငံတိုင်း၌ရှိကြသောနိုင်ငံခြားဘာသာသင်သိပ္ပံကျောင်းကြီးများတွင်လေ့ကျင့်သည့်စက္ကန့်ကြီးများထားရှိကြသည့်အတိုင်း သူလဲတကြောင်အပါအဝင်းဟုစက်ခန်းဆောင်ကြီးမှာနိုင်ငံခြားဘာသာသင်သိပံကျောင်းကြီး၌ကွန်ဝင်လျက်ရှိလေသည်ကျောင်းသူကျောင်းသားတို့သည်အဆူအဆူအခန်းကြီးထဲသို့ဝင်လာကြကာ1နှစ်3နံပါတ်စဉ်ထိုး၍တကန်းစီခြားထားသောကိုနံပါတ်ခုံ၌ဝင်ထိုင်ကြသည်ကျောင်းသားများထံကုန်ရှိ၌တကန်းစီခြားထားသောခုံတန်းရှိကြီးများတွင်ကျောင်းသားတယောက်လျင်ရီကော်ဒါ၁၁လုံးကြာစီအစီအရေထောင်ထားသည် ရှေ့ရကြည်လင်ရက်ကော်ဒါဆက်များကိုမှန်ကာထသည်ဘင်းနှစ်ဖက်တွင်ပြင်ပြားအချက်လိုက်ထောင်၍ဘေးပိတ်ကာရန်ကသူ့နံပါတ်သူ့ဆက်ခန်းဖြင့်တဦးစီကန့်သက်တီးခြားထသည်ကျောင်းသားများရှိရှိခုံမြင့်ပေါ်၌အတန်ထင်းအတန်ဖန်းစကရိယာအတန်ဖန်းဓက်ခွက်ခလုံများတက်ဆင်ထားသောစဝဲကုံကြီးတွင်ဆီယမထံ၍အတန်လွင့်ကကျောင်းသားများကထိုအတန်ကိုဖမ်းယူနှားထောင်ခြင်းဖြင့်တင် जा လေ့ကျင့်ပေးခြင်းဖြစ်သည် ယူမီဆန်အခန်းထဲဝင်လာ၍ကျောင်းသူကျောင်းသားများထ၍ရက်ကြကဂျပန်ဘာသာဖြင့်နှုတ်ဆက်လိုက်ကြသည်။ဆင်မြင့်ပေါ်မှယူမီဆန်ကချိုအင်းသောအသံဖြင့်ကျောင်းသားများကိုပြန်၍နှုတ်ဆက်သည်။ယူမီဆန်ဇဝဲ၌ထိုင်လိုက်သည်တွင်တခန်းလုံးရှိကျောင်းသူကျောင်းသားများသည်နှစ်ချက်များကို ဆွဲယူ၍နားနှစ်ဖက်၌တက်ဆင်ထားလိုက်ကြသည်။ယူမီဆန်တင်ကြသောအသံကိုကျောင်းသားများကတိတ်ခွေဖြင့်ဖမ်းယူလျက်နှစ်ချက်ဖြင့်နားကပ်၍နားထောင်ကြရမည်ဖြစ်သည် ယူမီဆန်မေသမျှမေခွန်းတိုင်းကို ပြန်၍ဖြည့်ကြားကြမိចောင်းသားများ၏အတန်ကိုလည်းယူမီဆန်ကနှကြက်တက်စဉ်နားထောင်တာက အမားအမှန်စစ်ဆေးတင်ကြပေသည်တဦးစီ၏အတန်ကိုကြားနာစစ်ဆေး၍လိုအပ်သည့်အခါចောင်းသားထိုင်ကုန်၌ရှိသော ခုံနံပါတ်ကိုကြည့်၍သူခုံ၌ရှိသောခုံနံပါတ်ကိုဖွင့်လျက်တန်နေတန်ထားပြီးသားမှုရှိမရှိမှန်မှန်မှန်နားထောင်စစ်ဆေးကြည့်သည်အနတဝနိဟွန်နိအီတကုတုခအရမစကား ဂျပန်သွားဖို့ကြသလားဤရဲ့ဝတာကူချီဝါနီဝနီအီတာကိုဒုက္ခအာရီမဆန်ကျောင်းသူကျောင်းသားများသည် သူတို့နေရာကနေ၍ဂျပန်မှာသာဖြင့်ဂျပန်မသွားဘူးကြောင်းဖြေကြလျက်ရှိကြသည်အနတဝနီဟွန်နိုခိတေအမောတေအီမစကာဂျပန်တစိကောင်းရှိသလားအနတဝနမ်မိုင်းခိတေအမောတေအီမစကာတစိကောင်းဘယ်နှခုရှိသလဲ အနတဝနိဟွန်နောအခါအိုမီတာခေါတုံငါအရီမက်စကဂျပန်ဘိုင်စကောက်ကြည့်ဘူးတလားအနတဝနိဟွန်နောယောရီတပေတာခုဒုခအရီမက်စကဂျပန်ဟင်းစားဘူးတလားသူမိကုန်းကိုဂျပန်မှာသာဖြင့်ចောင်းသားများကပြန်၍ဖြည့်ကြားပုံကိုအတန်ထွဲ့မှန်မှန်သူစစ်စေးလို့တော့ចောင်းသားထံကုန်နံပါတ်ခလုတ်တစ်ခုပြီးတစ်ခု ဖွင့်ရနားထောင်ကြည့်ရင်ဖြင့်သူမှာနားကလည်းအာယုံစိုက်ထားရလက်ကလည်းမအားရနှုတ်ကလည်းမယံမနာမေးခွန်းထုတ်၍သင်ကြားလျက်ရှိသည်ဘာသာစကားလေ့ကျင့်ရေးအခန်းကြီး၌လေးအေးဆံများတက်ဆင်ထား၍တခန်းလုံးအေးများလျက်ရှိသည်ကျောင်းသားများနေရာမှာဟူမဒီမခလုတ်ပိတ်တန်ဖွင့်တန်တို့၏အကြမှာ အနာတနိဟုံးနော့စသောဂျူးမီဆန်၏နှုံမှအဆက်မပြတ်ဒဒဆက်ထွက်ပေါ်နေသည် တာယာလာသောအတန်ကလေးသည် အေးမြသောစံရည်များစီးကြနေသည့်စံရည်ကြံကဲ့သို့တလွင်လွင်ပြန့်နှံ့လျက်ရှိသည်။ကျောင်းသားများကိုအမေးဖြေစကားပြောလေ့ကျင့်ခိုင်းပြီးနောက်ဂျပန်ရှေးဟောင်းရိုးရပုံမြင်ကလေးတစ်ပုဒ်ကိုတင်ကြားဖတ်ပြသည်။သူရိုးရပုံမြင်ကလေးမှာနှွားချောင်းသားလူလင်ငယ်နဲ့ချက်ကန်းရဲ့သော လုံမပြူနှစ်ဦးတို့၏မေတ္တာဖွဲ့ပုံမြင်ကလေးဖြစ်သည် တဦးနဲ့တဦးချင်းနေကြ၍နှင်းရှိသည်၍ချင်းမိုးဆွေနေက သူတို့အလုံးမှသူတို့မလုံနိုင်အောင်ပြက်ကွက်ချင်းရှိကြသဖြင့်ဖះရကစိတ်ဆိုးလျက်အလုံးမလုံသောအလုံးပြက်ကွက်သောချစ်သူနှစ်ဦးကို ခွဲပြစ်လိုက်လေသည်တနည်းတစ်ခါမှသာလျှင်ချစ်သူနှစ်ဦးတို့တွေးဆွခွင့်ရကြပုံထိုချစ်သူနှစ်ဦးကိုအကြောင်းပြလျက်တနည်းတစ်ခါငကငွေတန်း၌ထိုချစ်သူနှစ်ဦးကိုအကြောင်းပြုလျက်တနည်းတစ်ခါငကငွေလန်း၌ နိုင်ငံငွေလန်း၌ကျေကလေးနှစ်ပွင့်လာ၍စုံမိတိုင်းဂျပန်ပြည်တာနာပတမဆူရီပွဲတော်ကျင်းပကြောင်းဂျပန်ပုံမြင်ကလေးဖြစ်သည်ယူမီဆန်သည်ထူပုံမြင်ကိုသိနေရင် သူ့အဖြစ်နှင့်ရှင်၍စဉ်းစားမိသည် သူတို့မောင်နှမနှစ်ယောက်ကိုကောင်းငင်ပုံမှဘဲတကူတော်ရှိသောဘဲနှဆိုးကတပြင်းနှင့်တပြီးခွဲ၍လူဖြစ်စေခံရပါသည်တဲ့ဦးနှင့်တဦးပြန်၍တွေ့ဆုံခွင့်ပေးပါလျက်အဘဲအပြစ်ဒဏ်ခတ်၍ မောင်နှမမန်းမှအတိမပေးနိုင်ရသေးသည့်အဖြစ်နှင့်ကြုံစီရပါသည်။ဘယ်နှင့်ဘယ်ရက်ကြပါမှ မောင်နှမမန်းသိခွင့်ပြုပါမည်နီ။ဂျပန်ပြည်၌ထူတာနာပါဒမဆူရီပွဲတော်လောက်ကြလျင်ဝါးကိုင်းတွင် စာတမ်းများချိတ်ဆွဲကစူတောင်းအထိမ့်မဲ့ပွဲ ပြုလုပ်ကြလေသည်။ သူတို့ချင်းမောင်နှမမှန်တိဝင်ပြီးတော့နေနိုင်အထိမ့်မတ်တရက်စာတန်းကလေးချိန်ဆွဲရီကဘာကသိရှိစေရန် ပုံမြင်ကလေးတစ်ပုဒ်အဖြစ်တည်ရစေခြင်းမိသည်တာနာပါဒမဆူရိပွဲတော် ဂျပန်ရိုးရာပုံမြင်အစားသူတို့မုံနှမနှစ်ယောက်အကြောင်း ပုံမြင်ဖွဲ့ကចောင်းသားများကိုအစားထိုး၍တင် जा ပေးခြင်းမိသည်မြန်မာចောင်းသူចောင်းသားများအဖို့သူတို့မုံနှမနှစ်ဦး၏ပုံမြင်သည် ထို တာနာပဒမဆူရီပုံမြင်ထက်ပို၍စိတ်ဝင်စားမှုရှိကြလိမ့်မည်ဟုထင်မိသည်ပုံမြင်တင် जा ပြီနောက်ចောင်းသားများကိုစက်လုံးပေါင်းစစ်ဆေးရန်ထုတ်ပုံမြင်ကိုရေးဖြည့်ပြုလုပ်ခိုင်းသည် ကျောင်းသားများသည် တိတ်ခွေမာလာသောယူမိဆန်၏အတန်းကိုနှစ်ချက်ဖြင့်နားထောင်လျက်စာရွက်ပေါ်၌စလုံးပေါင်းမှန်အောင်ရေးဖြည့်နေကြသည်ယူမိဆန်သည်ကျောင်းမတက်၍လက်နေသောနေရာတစ်ခု၌မောင်မောင်ထိုင်လျက်ရေးဖြည့်နေဟန်ကိုမှန်ပေါက်မှထွင်၍မြင်ရောင်ကြည့်မိသည်မြန်မာပြည်၌မောင်နှမအတူရှိနေခိုင်မောင်မောင်ကိုဂျပန်စာသင်ခွင့်ပြုရလျင် သူ၌မြင်မြကြည်နူးချမ်းမြေ့ရမည်နည်းဟုတွေးမိလိုက်သည် သူရှိနိုင်ရှိသောကြောင်သားများနည်းတူမောင်လေးကိုလည်းဂျပန်စကားပြောတတ်စီခြင်းလာသည်သူကိုယ်တိုင်သင်ပြပေးလိုပါလျက်ဤအခွင့်အရေးကိုသူရောမောင်မောင်မှာနှစ်ဦးစလုံးလက်လို့ဆုံးရှုံးကြရသည်ဟုတွေးကတရိပ်ရိပ်ဝန်းနေလာမိသည်ဂျူမီဆန်သည်ဝန်းနေစိတ်ဖြင့်နေရာမှထလာသည်ရှိပြနေသည့်ចောင်းသူចောင်းသားများအားလှဲ့လေတီးရှုသည်နောက်ဆုံးခုံလက်ရဆွန်၌ထိုင်းနေသောចောင်းသားနှောင်မှာတအောင်လောက်ရက်ကြည်နေလေသည် သူ့နောက်မှာဆ iam မလာရက်ကြည့်နေ၍ထိုเจ้าသားမှာခက်ရွံ့ရွံ့ဖြင့်ရေးပြေနေရသည်ယူမီဆန်မှာထိုเจ้าသားရေးပြေနေခြင်းကိုရက်၍ကြည့်နေခြင်းမဟုတ်ပေနောက်ကကြည့်လျင်ထိုเจ้าသားမှာမောင်မောင်နှင့်ဆင်သည်ဟုထင်ရောင်ထင်မှားဖြင့်ရက်ကြည့်နေခြင်းဖြစ်လေသည် နေ့လေเจ้าစဉ်နန်းနဆာစားရန်ဒေါအောင်မေထမင်းစပွဲပြင်နေခိုင်ယူမီဆန်เจ้าမှာပြန်ရောက်လာသည်အိုပါဆန်ကြည့်ပါဦးမန္တလေးချိတ်စဉ်လှရဲ့လား ယူမီဆန်သည်ချင်းထဲမှအထုပ်ကိုဆွဲထုတ်၍သူ့ကိုယ်၌ဖြန့်ကပ်ပြသည်တိတ်လာတာပဲမနေ့ကဆက်ကယူလာတဲ့ဇကဝါနုယောင်ဖို့အင်ကြီးလေးနဲ့များဝက်လိုက်ရရင်တိတ်လိုက်ပေါ့ယူမီဆန်သည်ခြေနဲ့သွားကသူ့အခန်းတွင်သို့ဝင်သွားလျက်မှန်ရှိ၌ကတ်ကြည့်လိုက်ပြန်သည်ကျူမီဆန်သည်ပြီးခဲ့သော တနင်္ဂနွေနေ့မှစ၍တောက်ကြနေ့အထိ6ရက်လုံးလုံးကျောင်းသွားချိန်မှတပါ အိမ်၌ထမင်းဟုတ်ကထပင်မြဲအောင် လေ့ကျင့်နေခြင်းဖြင့်ထမင်းမြဲအောင်ဟုတ်တတ်သွားသည်။နှက်ပြန်စနေနေ့မောင်မောင်စီမြန်မာအဝစားပြင်သွားရန်ယူမိဆန်သည် ပွဲမဝင်ခင် ပြင်ကကျင်းပ၍မပြီးနိုင်အောင်ဖြစ်နေသည်။လက်ပြက်ဘလော့စ်အင်ဂျီနှင့်ထမင်းတထဲဝတ်ထွက်လာလျက်ဇပွဲ၌ထမင်းစားရင်ဒေါအောင်မေအားသူ့အစီအစဉ်များကိုတန်းစီ၍ပြောပြလေသည်။အင်ဂျီနှင့်လုံကြီးမြန်မာဆန်ဆန်ဝတ်ပြီး နုနုစတုံမျိုးစမိချစတုံလေးမယူစပင်ဆိုင်မှာတွားထုံမယ်။ဘာပန်းဆိုင်ရင်ကောင်းမလဲအော်ပါစံ။စိတ်ပါလက်ပါဖြစ်နေသောယူမီဆန်ကဲ့သို့ဒေါ်အောင်မေမှလည်းမြန်မာလိုပြင်ဆင်ပေးရန်စိတ်ဆောနေသည်။ပန်းဆိုင်မယ်မပြောရဘူး။ခေါင်းမှပန်းပန်နေပြောလေ။အဝါနုနှင်းစီဝင်လေးအော်ပါစံဈေးရဝဲလာပေးမယ်။တိတ်လိုက်ပေါ့။မှန်တယ်မှန်တယ်။ပန်းပန်တယ်။ယူမီရောင်သွားတယ်။ကင်မရာလေးယူသွားမယ်။ မောင်မောင်ကိုတပ်ပုံရိုက်ပြီးဂျပန်ကိုပို့မယ်။မတ်ယူအဖိုးအဖွားမြင်ရင်တိတ်ကိုဝန်တာကြမှာပဲဩဝါစံ။မတ်ယူတပ်ပုံရိုက်တာသူကခံမမလား။ဤဒီမှာစဉ်းစားစရာဖြစ်သည်။ကျုံမီစံဒီမျက်နာကလေးတွေ့သွားကထမင်းကိုဇွန်းနေမှွေလျက်အဖြေရခတ်နေသည်သူထင်သလောက်လွယ်ကူမည်မဟုတ်ထင်းကို ပြန်၍တွေ့မိသည်အဖြေပေးရန်နှောင်းနေလေးကန်နေသောယူမီစံ၏အမှုအရာကိုကြည့်၍ဒေါ်အောင်မေးကအာဘေစကားပြောလိုက်သည် ချော့မော့ပြီးရိုက်ပေါ်မယူရဲ့ရှင်မိဆန်သည်ထမင်းကိုခက်၍ပဇက်ထဲသို့သွင်းရင်အေးဆက်သောမျက်လုံးဖြင့်သူ့အားဖြင်းညင်းစွာကြည့်လျက်ရှိသောမောင်မောင်ဤစိန်ကားသောမျက်နှာကိုဖြတ်ကနေမြင်အောင်မိလိုက်သည်ဟုတ်ကဲ့ဒီပိုင်းလေးမှာဂျပန်ဘာသာစကားလေးတွေကိုအတတ်နိုင်ဆုံးစူးစမ်းပြီးတော့ဖတ်ပြပေးချပါရစေဒါပေမဲ့အတန်ထွက်ကလေးတွေမှာခဲ့တဲ့ဆိုရင်လည်းတိခံပြီးနားဆင်ပေးကြပါလို့ပြောချင်ပါတယ်ရှင် အချင်းပင်နားဆင်နေကြသူတဦးတယောက်ချင်းစီတန်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်နော်။နောက်ထပ်နောက်ထပ်တင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်ပါတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးဘေးကင်းကျန်းမာကြပါစေရှင်။